အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ယောက်ျားမာနာဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမရှင်ယောက်ျားမာနာဆရာဆရာကိုလည်းကတော့ချင်တယ်ဆရာလိုက်လူနေတဲ့အမေခန့်ဆရာများအတွက်လည်းလှူဒန်းငွေထည့်ချင်လို့ဆရာစီကိုကျွန်တော်လာခင်မယ်ကျွန်တော်စီကိုတပတ်မှောင်တောင်းဟန်ကဖုန်းဆက်ခြင်းဖြစ်သည်သူကနိုင်ငံသားမှပြန်လာဒီမှာမကြသေးသေး ကျွန်တော်ဖုန်းနံပါတ်ကိုရအောင်ဆုံဆန်းပြီးကျွန်တော်ကိုဆက်သွယ်ခြင်းဖြစ်သည်ကျွန်တော်တောင်းဟန်ကိုကောင်းကောင်းသိပါသည်ဆရာများသည်စိုးသည့်တပည့်များကိုပုံမှန်မိတတ်သည်တောင်းဟန်သည်လူစိုးတယောက်တော်မဟုတ်ပါ သို့တော်သူသည်စိုးသွမ်းသည့်အပြုတ်အမူတစ်ခုကိုပြုလုပ်ခဲ့သည်တနေ့ဆယ်တန်းမှရည်ရည်အေးသည်ငိုရိုပြီးရုံးကန်းထဲကိုရောက်လာသည် သူကကြောင်းဆရာကြီးကိုငိုပြီးလာတိုင်နေခြင်းဖြစ်သည် ထို့အချိန်ကကျွန်တော်နှင့်ကျောင်းဆရာကြီးတို့သည်ကျောင်းဆောက်လုပ်ရေးကိစ္စအတွေ့တိုင်ပင်နေချိန်ဖြစ်သည်။ဘာဖြစ်လာတာလဲကြီးကြီး။ကျွန်တော်အခန်းထဲကတပည့်ဖြစ်သည်ဖြစ်မေးလိုက်ခြင်းဖြစ်သည်။ဆရာတောင်းဟန်ကသမီးကိုရိုက်တယ်။ဟုတ်ပြီ။သွားတော့အတန်းထဲကိုဆရာလာခင်မယ်။ကျွန်တော်ကဆရာကြီးနှင့်အလုပ်ကိစ္စဆွေးနွေးသည်ကိုဖြတ်ပြီးအတန်းထဲကိုပြန်ခဲ့သည်။ကျောင်းကလည်းမုတ်စားဆင်းချိန်ပြန်တက်ပြီးဖြစ်သည်။ ကျွန်တော်ကအတန်းထဲရောက်တော့ကဲဘယ်လိုဖြစ်တယ်လဲပြောတောင်းဟန်နေရီရီအေးကိုရှေ့သို့ခေါ်ထုတ်ပြီးမေးလိုက်ခြင်းဖြစ်သည်သူကသမီးကိုရိုက်တယ်ဆရာတားရိုက်တာမဟုတ်ဘူးဆရာသူ့ကိုစောင့်တွန်းလိုက်တာဟုတ်ပြီမင်းကဘာဖြစ်လို့စောင့်တွန်းလိုက်ရတာလဲတောင်းဟန်ကမဖြေခေါင်းကြီးငုံနေသည်ပြောလေကွာသူကမပြောသဖြင့်ကျွန်တော်ကရီရီအေးဖက်ကိုလှဲကား သူကစောင့်တုံးတာလားရိုက်တာလားတမီးပခုံးကိုရိုက်လိုက်တာမဟုတ်ဘူးတွန်းလိုက်တာတော်ပြီရိုက်တာပဲဖြစ်ဖြစ်တောနာပဲဖြစ်ဖြစ်မင်းကဘာဖြစ်လို့မင်းကလေးတယောက်ကိုအဲ့ဒီလိုလုပ်ရသလဲယောက်ျားအားနဲ့မိန်းမအားတူတလားကွာပြောစမ်းမအောင်ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲရီရီအေးပြောသူကတမီးကိုရီစားစကားပြောရစရာဟေးတောင်းဟန်ရေမင်းတော့အမှုထက်တော့ပြီး ဟုတ်သလားသူ့ကိုရည်စားစကားပြောသလားဟုတ်ကဲ့ပါဆရာចောင်းသားចောင်းသူချင်းရည်စားမထားရဘူးလို့ငါဆုံးမထားတယ်မဟုတ်လားចောင်းမှာဒီလိုအလုပ်မျိုးတွေလုပ်ဖို့ခွင့်မပြုဘူးလေကျွန်တော်ပြောမိပါတယ်ဆရာဘာပြောတာလဲနင့်ကိုချစ်တယ်လို့တရားလုံးကဝိုင်းကြသည်ကျွန်တော်ကကြိမ်လုံးနဲ့စပွဲကိုရိုက်လိုက်ပြီးတိတ်ကြဆန်းဟုអော်လိုက်ရသည်အဲ့ဒါနဲ့သူ့ကိုဘာဖြစ်လို့တွန်းရတာလဲပြော။ တားကသူ့ကိုအေးအေးဆေးဆေးပြောတယ်ဆရာချစ်လို့ချစ်တယ်ပြောလိုက်တာဒါပေမဲ့သူကတားကိုပြန်ပြောတာမိုက်ရိုင်းလုံးတာကြောင့်တားကဒေါသထွက်ပြီးစောင့်သွန်းလိုက်တာရီရီသမီးကဘယ်လိုပြောသလဲရီရီအေးကမပြောခေါင်းငုံနေသည်ကဲမင်းမဲပြောပြသူကတားကိုတတောင်းစားတယ်ဆရာ နင်းတလားရတယ်မဟုတ်ဖို့ကငါတနေ့သုံးစားတော့မရှိဘူးတဲ့ နင်းရဲ့အဖေတလားရတဲ့ငွေကလည်းငါ့အဖေဘီယာဖိုးလောက်တောင်မရှိဘူးတဲ့။အမဲယောကဟင်းအိုးမအာမနာတဲ့။နင်းအမေအဝတ်လိုက်လျှော်ရတဲ့တနေ့ဝင်ငွေဟာငါ့ဖနှက်ဖိုးလောက်တောင်မရှိဘူးလေဆရာ။သားကိုတတောင်းစားလို့ခေါ်တာမနာဘူးဆရာ။သားကတတောင်းစားမှမဟုတ်တာ။ဒါပေမဲ့အဖေနဲ့အမေကိုထိခိုက်ပြီးပြောတာကိုစိတ်ဆိုးတယ်။ပထမတော့သူ့ကိုဆွဲထုတ်မလို့ပဲ။ဒါပေမဲ့မိန်းကလေးဖြစ်နေလို့စောင့်တွန်းလိုက်တာဆရာ။ ျွန်တော်ထုံလေးကတောင်းဟန်ကိုသုံးချက်ရိုက်လိုက်ပါသည်တစ်ချက်ရိုက်တိုင်းဟောရာမိန်းကလေးတယောက်ကို ကိုထိလက်ရောက်စော်ကားလို့ဟောရာရီးစားစကားပြောလို့ဟောရာကအတန်းတာအချင်းချင်းမောင်နှမအရင်တွေလိုမဆောင်ရှောင်လို့ဟုပြောပြီးရိုက်ပါသည်ကျွန်တော်ကတောင်းဟန်ကို အပြစ်ပေးခဲ့သည်အားမှတ်မိနေသည်တောင်းဟန်မျက်ရည်ကျပါသည်ကျောင်းလွတ်တော့ကျွန်တော်သူ့ကိုခေါ်ပြေးမိကြည့်မိသည်။တောင်းဟန်ဘာဖြစ်လို့ငိုတလဲ နာလို့လားဆရာရိုက်တာမနာပါဘူးအသားနာတာထက်စိတ်နာတာအေးနာတက်ရင်စူးစမ်းတက်ရတယ်မင်းစိတ်နာတယ်မဟုတ်လားမခံချင်စိတ်ဖြစ်လာရင်ဒေါသမဖြစ်ရဘူးကွဒေါသကိုထိန်ပြီးသူထက်တာအောင်စူးစမ်းပြနိုင်ရတယ်။အဲ့ဒါမှတကယ်တတ်သိလို့ခေါ်တာ။ကျွန်တော်နဲ့တောင်းဟန်မျိုးရဲ့ရှီကော်ဖီဆိုင်တစ်ဆိုင်တွင်ချိန်တွေ့ကြသည်။သူကကျွန်တော်ကိုငွေ၁၀သိန်းကတော့ပါသည်။ အမေရိကန်ဆရာများအတွက်လည်းစေသိန်းထက်ဝင်လှူဒန်းသည်တာခဏပြန်လာတာဆရာ နောက်၃ရက်နေရင်ပြန်ရမယ်အမေဆုံးလို့ပြန်လာတာဩမင်းအမေဆုံးသွားပြီလားဆုံးသွားပြီဆရာ65နှစ်အေးကွာမင်းအမေကိုကောင်းကောင်းမွန်မွန်လိုလေသိမရှိထားပေးတယ်လို့ကြားပါတယ်အဖေဆုံးပြီးတော့တားနိုင်ငံသားထွက်သွားတာဆရာစကားကိုတားမမေ့ဘူး မခံချင်ရင်စူးစမ်းရမယ်ဆိုတာလေမခံချင်စိမ့်နဲ့စူးစမ်းလိုက်တာ ခုဆိုရင်ဘွဲလည်းနှစ်ဘွဲရပြီပြီအလို့အကင်ကလည်းအခြေတကြရှိနေပြီဆရာမိမရပြီလားခလေးတွေရောမိမမอยู่တော့ဘူးဆရာဘာလဲကွာတခါတည်းစိတ်နာသွားတာလားမဟုတ်ပါဘူးဆရာဆရာပဲပြောတယ်လေဒုတိယအရွယ်မှာဥစ္စာရှာရမယ်ဆိုတာတားအရွယ်ကခုမှဒုတိယအရွယ်ပဲရှိသေးတာ ောက်ဆက်တွင်ရှာရအောင်မစရာမင်းရီရီအေးကိုသတိမရဘူးလားအမဲသတိရတယ်စရာ သူ့ကို မေးလို့ပဲဖြစ်မလဲတရားစားလို့ခေါ်တဲ့အတန်ကိုပါမမေ့ဘူးစရာ သူကသားဘဝအတွက်တွန်းအားတစ်ခုပဲရီရီအေးဘာဖြစ်နေပြီဆိုတာရော မသိချင်ဘူးလားမသိချင်ဘူးစရာကျွန်တော်ကသူ့ကိုကြောင်းတော့ကရီရီအေးအနေနဲ့ပဲထာဝရအမှတ်ထားနေမှာ။ သူမသိချင်ဘူးဆိုတဲ့ဖြစ်ကျွန်တော်ရီရီအေးအကြောင်းဘာမှမပြောခဲ့ပါရီရီအေးတယောက်မိဘတွေကလည်းစီးပွားပြက်ယူထားသည့်လင်းကလည်းအရက်သမားကလေးသုံးယောက်နှင့်ဘဝပြည့်နေရှာသည်တောင်းဟန်တယောက်ထို့အကြောင်းကိုသိချင်လဲသိမည်မသိချင်လဲမသိနိုင်ထို့သောကျွန်တော်ရီရီအကြောင်းကိုတော့သူ့ကို ပြောမပြလိုက်ပါမောင်တောင်းဟန်ယနေ့ပြန်သွားသည်သူပြန်လာခြင်းမလဲလာတော့မည်သူအများကြီးရင်ကျက်သွားသည် ုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ယောက်ျားမနာဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့သူချစ်ပုံဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။သူချစ်ပုံကျွန်တော်ဖုန်းဆိုင်ကိုရောက်လာသည် ျွန်တော်ဖုန်းတွေကတ်ထားသည်မကွဲမှန်သည်အကြောင်းတွေထားပြီးအကွဲနေသည်မှာမြင်မကောင်းတော့သောကြောင့်ဖြစ်သည်မကွဲမှန်ကိုလဲရအတွက်ဆိုင်မကလေးတယောက်ကို ဖုန်းပေးလိုက်ပြီးထိုင်ဆောင်နေစဉ်အမျိုးသမီးကြီးတူနှင့်လူငယ်တူဆိုင်ထဲကိုဝင်လာသည် အမျိုးသမီးကြီးကသူလေးရဲ့15သိန်းမဲ့ထားပါကွယ်ตาလေးကအဲ့ဒီဖုန်းကိုကြိုက်လွန်လို့ပါတဲ့အတော့မှလည်းပတ်စံကအဲ့ဒါပဲပါလို့ပါကွယ်မရဘူးအတော့ ကျွန်တော်ကသိန်း20ရောင်းတာအတော့ကိုအားနာလို့2သိန်းလျှော့ပေးပြီး78သိန်းနဲ့ရောင်းပေးတာဆန်ရှင်ကောင်လေးကအတော်ကြီးကိုရှင်းပြနေသည် ကောင်တာပေါ်တွင် ဖုန်းသလုံးကိုတင်ထားသည်စစောကလာကြည့်သွားပြီးပုံရသည်အေးပါကွယ်မလျှော့ဘူးဆိုတော့လည်းဘယ်တတ်နိုင်မလဲအတော့ဆွဲကြိုလေးတွားရောင်းလာတာအတိပဲဖြစ်နေတယ်မြောက်တော့အထည်ပြန်ရမှာဆိုတော့လမ်းဆေးလောက်တော့လျှော့ပေးပါကွယ် ဆန်ရှင်ကောင်လေးကပြုံးနေပြီမကဲပါအတော်ရဲ့2000ထပ်လျှော့ပေးလိုက်မယ်တင်တ်တော်ဟုတ်ပြီလားကျေးဇူးပါသားရဲ့မင်းကြီးကလည်းအဲ့ဒီဖုန်းမှအဲ့ဒီဖုန်းဖြစ်နေတော့တာကျွန်တော်ကသားမီးနှစ်ယောက်နဲ့ဈေးရောင်းသူတို့ကိုစိတ်ဝင်စားစွာဖြစ်ကြည့်နေမိသည် ကောင်လေးတွေကတော်ယုံဈေးဝယ်ဆိုရင်သူတို့ဆိုင်ထဲကပြန်အထွက်ခံလဲမရှိသူတွေဖြစ်သည်။ယခုတော့အတော်လေးဈေးမကိုက်သဖြင့်လက်လျှော့လိုက်ရပုံရသည်။ ဈေးဝယ်တွေကလည်းဖုန်းကိုကြိုက်လွန်တော့ကြောင်းဆွဲကြိုးလေးသွားရောက်ကလာပြန်ဝယ်ရှာသည်အတော်ကြီးကကျွန်တော်နှင့်တတူရွယ်သူလောက်ရှိမည်ငယ်လဲငယ်နိုင်သည်စင်ရဲပုံပေါက်ပြီးဘဝကိုခက်ခဲစွာရုန်းကန်နေရသည့်ပုံပေါက်နေသည်သူ့သားဆိုသူကိုကြည့်လိုက်တော့အတော်လေးပုံမလာသူဖြစ်သည်စပင်းကိုနှီးကြောင်ကြောင်ဖြစ်အောင်ဆေးဆိုးထားသည်ဂျင်းမောင်းပီကလည်းတမင်ဖျဲထားသည့်ပုံစံဒူးနေရာပေါင်နေရာတွင်မှပြဲနေသည် ယနေ့ကလူငယ်တွေအေးစတိုင်အတိုင်းဖြစ်ပြီးအင်ဂျီကတော့တီရှပ်ကိုအနဲ့ရောင်ဝတ်ထားသည် သူ့ကြောကစာရန်ကို သူ့နားလည်းမြေပုံတော်မပေါ်လူကတော့စေးသမားရုပ်လားကော်ရှူရုပ်လားတခုခုပဲအတော်ကြီးကကျွန်တော်ဘေးနားတွင်လာထိုင်သည်ဆိုင်ကကောင်လေးဝယ်ထားသည့်ဖုန်းထဲကို software တွေထည့်ပေးနေသောကြောင့်လာဆောင်နေခြင်းဖြစ်သည်အတော်ကြီးကသူ့ပတ်ဆိုင်အနွားလေးထဲမှပတ်ဆက်တွေကိုထုတ်လိုက်သည် ဗဆန်တွေက9000တန်တွေရော1000တန်တွေရော1000တန်တွေရော့ရော့နေသည်သူကပဆန်တွေကိုတပုံချင်းချပြီးတွတ်နေသည် ထိုစဉ်ပန်ကာလီက တိုက်လိုက်သည်ဖြင့်ပဆန်တွေလွင်ကုန်သည် ကျွန်တော်ကအမြင်မတော်သည်ဖြင့်ပဆန်တွေကိုလိုက်ကောက်ပေးသည်ဆန်ရှင်ကောင်လီကလည်းပဆန်တွေလိုက်ကောက်ပေးပြီးဝိုင်းရီတွတ်ပေးသည် သူပြောသည့်အတိုင်းဖြစ်သည်18သိန်းအတည်ဖြစ်နေသည်ဆန်ရှင်ကောင်လီကပဆန်2000ကိုပြန်ပေးသည် ထို့နောက်အပေါင်းချဖွင့်ပေးကတနေ့အတွင်းတခုခုဖြစ်ရင်အချိန်မြင့်ပြန်လာပါတော့ရောင်းချင်ရင်လည်းလာပြန်ရောင်းနိုင်ပါတယ်ဟုပြောလိုက်သည်အတော်ကြီးကပတ်ဆိုင်အဟောင်းလေးကိုရင်ခွင်မှာပိုက်ရင်သူ့သားကိုငေးကြည့်နေသည်သူ့သားကလိုအပ်သည်တို့ကိုဖုန်းနဲ့ထည့်ပေးရန်ကောင်တာနားတွင်ကပ်ပြီးပြောနေသည်ကျွန်တော်ကမနေနိုင်မထိုင်နိုင်တားလာဟုအတော်ကြီးကိုမေးကြည့်လိုက်ပြီးသည်ဟုတ်ကဲ့ တားကိုတော်တော်ချစ်ပုံရတယ်နော်ချစ်ပါတယ်ဖုန်းအကောင်းစားကြီးဝယ်ပေးတယ်နော်ဟုတ်တယ်သူကဖုန်းကောင်းကောင်းကင်ချင်တယ်ဆိုလို့ဖုန်းအကောင်းစားကြီးကမြေဘာလုပ်တလဲတားကဘာမှမလုပ်ဘူး TikTok ဆိုလားဆော့မလို့တဲ့ဩကျွန်တော်တလုံးသေးတာအော်နိုင်ခဲ့ပါသည်ကျွန်တော်ဖုန်းလည်းရပြီဖြစ်သည်ဖြင့်ဖုန်းကိုယူကာထွက်ခဲ့သည် အမျိုးသမီးကြီးမှာနှစ်ဖူးမှချွဲရယ်ကို သူ့အင်ဂျင်လက်နှစ်တုပ်ခြင်းအပြင်ကိုငေးကကြံနေခဲ့သည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းစရာကြီးတင်ညိုရေးသားထားတယ်သူချစ်ပုံဆိုတဲ့ဝှစ်ချစ်တို့လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်